င်္ဂလာပါ Illustration by Mi Channel ကနေကြိုဆိုပါရစေ Artist တွေလေးလာရတဲ့ online ပေါ်က Pinterest တို့ Station တို့တခြား website တွေမှာတော်တော်မိုက်မိုက်ကိုဆွဲထားတဲ့ character ပုံစံတွေကိုတွေ့ဖူးကြလိမ့်မယ်ထင်ပါတယ်။တော့လေ character ပုံတွေကိုဆွဲပူးခဲ့တယ်ဆိုပေမဲ့ Anatomy နဲ့ပတ်သက်ပြီးတော့အားနည်းချက်တွေအများကြီးရှိခဲ့တာပေါ့။ဒီနေ့တော့ Anatomy ကိုလည်း အတော်အသင့်အဆင်ပြေအောင်စ조사ပြီးတော့ဒီကာရတာကွန်ဆက်အပ်ကိုဆွဲမှာဖြစ်ပါတယ်ဒီပုံမှာကအနက်တမီအပြင်ပါစဝတ်တွေကိုလည်းအရင်တော့မဆွဲဘူးခဲ့တဲ့ပုံစံမျိုးစ조사ပြီးတော့ဆွဲထားပါတယ်ဗျကြည့်လိုက်ကြပါဦးအနာတမီဆိုလို့ဗျာအနာတမီနဲ့ပတ်သက်ပြီးလေ့ကျင့်ခန်းတွေကို အတူတူလုပ်လို့ရမယ်လေ့ကျင့်ခန်းဗီဒီယိုအပိုင်းလေးကိုလည်းလုပ်ဖို့ရှိပါတယ်လုပ်မယ်ဆိုပြီးတော့ကြာနေရောဗျာကဲပုံစွဲတော်ကိုဆက်ရရင်တော့ဒီခက်မိုက်မိုက်ကုံပါလေးပုံစံကိုတခြားဂျောဘိုးအိတ်ဘာညာအစာပလာလေးတွေနဲ့ perspective post ပုံစံတစ်မျိုးနဲ့ဆွဲမှာဖြစ်ပါတယ်ဆွဲတာကတော့ ဆွဲနေကြပုံစံအတိုင်းပါပဲအောက်ခံအယောင်တွေဖြည့်တယ်ချိတ်ရှဲလို့တွေဆွဲပြီးတော့သူနဲ့ပတ်သက်တဲ့အယောင်တွေလိုက်ချိတ်တွေအယောင်ပြောင်းမယ်ဖီတာတွေထက်အင်ဂျီအတွန်းအခောက်ပုံစံတွေပေါ်သွားအောင်လုပ်မယ်ဒါတွေပါပဲပုံမှန်ကာရတာဆွဲတဲ့ပုံစံပေါ့ဗျာအဲ့လိုမျိုးပုံစံပေါ်လာပြီးပြီဆိုမှကိုယ်စိတ်ကူးတဲ့အတိုင်းကောင်းပါလေးမှာတတူးပုံစံလေးတွေဘောင်းမီပေါ်ပေါ်ရီဘာညာရီ ကိုယ်စိတ်တကူတည်းရအတိုင်းထဲ့ပြောဆွဲတော်ဗောဗျာကျွန်တော် channel နဲ့ပတ်သက်ပြီးတော့ပြောရရင် ကျွန်တော် channel က illustration နဲ့ပတ်သက်တဲ့ဗီဒီယိုတွေဗဟုသုတတွေပုံစွဲပြတဲ့ဗီဒီယိုတွေကိုတင်သွားမှာ ဖြစ်ပါတယ်အခုနောက်ပိုင်းမှာလည်းကျွန်တော်နဲ့အတူတူလေ့ကျင့်ခန်းလုပ်လို့ရအောင်လို့လေ့ကျင့်ခန်းလုပ်တဲ့ဗီဒီယိုလေးတွေလည်းတင်ထားပါတယ် ဂျောရင်ကိုစိတ်ဝင်စားတဲ့လူတွေလည်းကြည့်လို့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော် channel ကို subscribe လုပ်မယ်ဆိုရင်ဒီ video ရဲ့ညာဘက်တောင်းကပုံလေးကိုနှိပ်ပြီးတော့ subscribe လုပ်ထားလို့ရပါတယ်ဗျာကျွန်တော်ဒီပုံကိုမဆွဲခင်တော့ကပုံတစ်ခုဆွဲထားသေးတယ်ဗျဘာအတွက်ဆွဲတာလဲဆိုတော့ XP ဘန်နဲ့ AFK Arena လို့တဲ့ online contest အတွက် ဝင်ပြိုင်ဖို့အတွက်ပေါ့ဗျာဒီပုံကိုဆွဲထားတာပါသိကြပါရင်စုအားတော့ရမှာမဟုတ်ပါဘူးဒါပေမဲ့သူတို့ပေးထားတဲ့စီကန်းနဲ့ပုံစံအတွင်းဝင်အောင်ဆွဲနိုင်ဖို့ရဲ့အလေးအကျင့်ဖြစ်အောင်ဆွဲတတ်ဖို့ရဲ့ဝင်ဆွဲတဲ့သဘောပါပြိုင်ပွဲဆိုတော့ကိုဆွဲတာအရင်မကောင်းရင်တော့မှပဲကိုတီးတဲ့လောက်တော့တီးတီးချာချာဆွဲရမှာဆိုတော့ပေါ်ပေါ်ဆဆလုံးလို့မရဘူးလေဗျာဟုတ်တယ်မလား အဲ့တော့အဲ့လိုတည်တည်ချာချာဆွဲတဲ့အလေးချိန်လေးဖြစ်သွားအောင်ဝင်ပြိုင်တဲ့သဘောပါပဲဗျာအခုကျွန်တော်တို့ဆွဲထားတဲ့ကာရီတာရဲ့ဘောင်းမီအင်ဂျင်နီယာတွေမှာ shape တွေကိုလိုက်ပြီးတော့ဆွဲပါမယ်။သူ့ရဲ့အတွန်းအခေါက်ပုံစံလေးတွေပေါ်သွားအောင် လုပ်တာဖြစ်ပါတယ်။ပြီးတော့မှအိုက် shape အကြောင်းသူနဲ့လိုက်တဲ့အကြောင်းတွေပေါ့နော်အဲ့လိုလေးချိန်လိုက်ပါမယ် UN Security မှာတွားပြီးချိန်ပါပါ ဒီလိုအရာလေးတွေထည့်တာတော့ဗျာကိုယ့်ရဲ့ idea အတိုင်းကိုယ့်ရဲ့စိတ်ကူးရအတိုင်းဒီလိုလေးတွေထည့်မယ်ဆိုပြီးတော့စဉ်းစားပြီးတော့ထည့်တာဖြစ်ပါတယ်မထည့်လည်းရပါတယ်ဗျာပြီးတော့မှဒီ အသားရောင်လေးပေါ်တော့အောင်လုပ်မယ်။နောက်ပြီးအင်းကြီးရဲ့အရေကလေးတွေကျတော့အောင်ဒါမှကိုကပုံပေါ်သွားမှာပေါ့။အဲ့လိုလေးဆွဲပါမယ်။ပြီးတော့ရင် background လေးလည်းချိန်လိုက်မယ်ဗျ။ ီလို accessory တွေကိုလိုက်ပြီးတော့ဆွဲတာကြတော့ဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့အချိန်တော့ပေးရတယ်ဗျအဲ့တော့ဒီလိုဆွဲတာလေးတွေကိုကျွန်တော်ဆွဲတဲ့ပုံစံလေးတွေကိုခြေလိုက်ကြပါဦး ဆွဲထားတဲ့ဒီ accessory ပုံစံဒီမှာ flat ပုံစံကြီးဖြစ်မနေအောင်လို့ shadow တွေကိုလိုက်ပြီးတော့ထည့်တာဖြစ်ပါတယ်။အဲ့လိုထည့်မှလည်းကျွန်တော်တို့ဆွဲတဲ့ character ကရုပ်လုံးကြွလာမှာပါ။ပေါင်းမီအင်ကြီးတွေမှာလည်းအဲ့လိုပုံစံမျိုးတွေလိုက်ထည့်အောင်ပါပါ။ ဒီ fitter ထည့်တာကတော့ကျွန်တော်တော်တော်များများမှလည်းပြောမှုပါတယ်ဒီလို fitter ထည့်လိုက်မှကျွန်တော်တို့ဆွဲနေတဲ့ပုံရဲ့အယောင်ကဆူဆူတောက်တောက်ကလေးဖြစ်သွားအောင်လို့ကျွန်တော်တို့ကလုပ်တဲ့သဘောဖြစ်ပါတယ်အဲ့ဒါက blending option ကစားတဲ့ပုံစံပါ ွေမှာကျွန်တော်မဆွဲခြင်းဆုံးလက်ပေါ်ဗျာဒီလက်ပုံစံလေးဆွဲပါပါဘာကြောင့်မဆွဲခြင်းလဲဆိုတော့တီတီချာချာလေးခြင်းထားတာမဟုတ်လို့ပါလေးခြင်းမထားတော့ဆွဲရတာခက်တာပေါ့ဗျာအဲ့တော့လေးခြင်းမှဖြစ်ပါပါဒါပြီးရင်တော့ background မှာကြည့်လို့လာတော့လို့ဒီဇိုင်းပုံစံရေကလေးတွေပါလေးနေအချင်းထည့်ပါမယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ ကျွန်တော်တို့ဆွဲနေတဲ့ခံပိုင်မိုက်ကောင်ပါလေးကာရီတာကွန်ဆတ်အပ်ပုံလေးရဆွဲလို့ပြီးတော့ပါပြီဗျာအဆုံးအထိကြည့်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနောက်ထပ်နောက်ထပ်လည်းပုံဆွဲပြတဲ့ဗီဒီယိုတွေလေ့ကျင့်ခန်းဗီဒီယိုတွေနဲ့အတူပြန်တွေ့ကြပါမယ်ဒါဆိုရင်တော့အားလုံးပဲ Bye bye